ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ Boss Do Channel လေးရနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူလေသွေးညူရေးသားထားတဲ့ဖုတ်ပရင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါရရှင်ဇာတ်လမ်းလေးမစားတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနောက် Notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီဥတာတင်ညောင်မင်သာရွာရဲ့မျက်နှာဖုံးအင်းတကြီး ဖျားတစောင်းတိမ်ချောင်းရဟန်းတားရေကကြီးအလူရေဆက်လက်နဲ့မကွာလှူဒန်းနေတဲ့သူရွာရင်မကမျိုးထိပေါရောက်မိတ်ဆွေများတဲ့သူစတဲ့ဂုံပုတ်တွေနဲ့ပြေစုံတဲ့သူဇနီးတော်အေးမြရဲ့ကိုသားလားနဲ့ကိုသားများဆိုတဲ့သားနှစ်ယောက်ရှင်နှောင်းနဲ့ကြာပြူးဆိုတဲ့သမီးနှစ်ယောက်ရဲ့ငွေရလဲရှိတော့ဥတာတင်ဥတာတင်နဲ့လူတိုင်းပါဇက်ပြားမှာနေရာယူထားတဲ့သူ အခုလဲတင်ရေဆက်ချရှိတော့ရွာတဲ့စီကားနေတာပေါ့ဟဲ့ငါတို့တို့အစဉ်ပြေးကြရင်လားကွ ဟုတ်ကဲ့ဦးလေးအေးအေးညနေကျရင်ဦးလေးမင်းတို့အဖွဲ့ကိုတတ်တတ်စီစဉ်ပေးဦးမယ်ကွဟေးကျွာကလာသားတတိုက်ပျော်ရွှင်သွားပုံကိုကြည့်ပြီးဦးသားချင်းတယောက်ခေါင်းတငိမ့်ငိမ့်နဲ့ဆရာတော်ចောင်းဆောင်ဘက်သို့ထွက်သွားလေတော့နဲ့တခါဤမင်းက်ပြန်အတွက်အစင်သိမ့်ဖြစ်ပြီလားကွမှန်ပါဗျာဆရာတော်ပို့ခိုင်းထားတဲ့ဖိတ်စာရင်းလဲရောက်ပါပြီဗျာအေးအေးဝမ်းမြောက်လာတကွမှန်ပါဗျာတပည့်တော်အိမ်ပြန်မအောင်မယ်ဗျာ ဆရာတော်ဖရာအားဥချပြီးဥတာတင်တယောက်အိမ်ပြန်သွားလေတယ်။ကိုတာဝါတို့ကာလာသားတတိုင်လဲလှုပ်ဆောင်ပွဲရှိတာများကိုလှုပ်ဆောင်နေစဉ်ကိုတာဝါစီလူတယောက်ပြေးလာပြီးဥတာတင်လှေကားပေါ်ကပြုတ်ကျလို့ပြုတ်။အဲ့ဒါအကိုတို့လာဝိုင်းကူကြပါအောင်။ဟာဟုတ်လား။လာလာတွားကြစို့ဟိ။ဥတာတင်အိမ်ကိုရောက်တော့ဥတာတင်ကကိုပြေပေါ်မှာထိုင်ပြီးရင်းနှွေးချမ်းအောင်တောင်းနေပြီ။အကြီးအေးများတော့တာဝါတို့အုပ်စုဟာကံကောင်းလို့မောင်တို့ရဲ့ အကြီးကသေပြီးတောင်းမှတ်တာဒီအမြင့်ကနေကြတာခဏပဲသတိလစ်ပြီးပြန်ကောင်းသွားလို့အေးကွယ်ခုလိုလားကူညီကြတာကျေးဇူးတင်ပါတယ်မောင်တို့ရေရပါတယ်အကြီးရေထိုးစင်ဥဒတယ်မဝင်၍ငါဘာမှမဖြစ်တော့ဘူးမင်းတို့ပြန်ကြတော့ဟုတ်ကဲ့ဦးလေးအလူနေရာတို့ပြန်လာကြတဲ့ကိုသားဝါတို့မလာကူတာကိုနှဲထုတ်တဲ့ဥသာဝါကိုစိတ်ကွက်နေကြတော့တယ်ဒီနေ့အလူနေ့ပဝင်းကျင်ရွာများမှလာကြတဲ့သူများလဲ တပွဲပွဲနဲ့ရောက်လာကြတယ်။ဒေါ်ကြီးမြလည်းဝေကောင်းစားလာဝေပြီးကျောင်းတကာကြီးသွားကြစို့တော့မင်းပဲသွားလိုက်တော့ကွာငါမလိုက်တော့ဘူးခေါင်းနဲ့နဲ့မူးနေလို့။အိုတော့ရှင့်မပါပဲဘယ်ဖြစ်မတုံတော့ဆရာတော့ကိုရှောက်လိုက်ပါကွာရပါတယ်။ပြီးတော့ပြောပြီးအိမ်ချန်ဝိုင်းထဲမှထွက်သွားတဲ့ဒေါ်ကြီးမြရဲ့နောက်ကျောကိုကြည့်ပြီးဟဟပပရီမောလိုက်တဲ့ဥတာတင်ရဲ့ဟန်ကိုမြင်လိုက်ရရင် နေ့လယ်ပိုင်းတင်ရေစဲ၆ပွဲပြီးဥဒတင်တို့အိမ်ဝိုင်းထဲမှာလူနာလာမိတဲ့သူများနဲ့စီကားလေးရရှိနေတယ်။ဥဒတင်မှာလည်းရီရီမောမောပြုံးပြုံးရွှင်ရွှင်နဲ့ဧည့်သည်များကိုဧည့်ခံလျက်ရှိတယ်။ညနေဆောင်တော့ဧည့်သည်များပြန်သွားရင်မင်းမကြီးငါကောင်းနေမူလားလို့ခဏနားအောင်မယ်ဟိ။နားပါတော့ရှင်လဲပင်ပန်းနေတော့ပြီ။ဤကောင်ဧည့်သည်တွေကလည်းများလိုက်တာနားပြီဟိ။တရွေ့ရွေ့နဲ့အကာလညအကာတို့ ရောက်ရှိလာလေပြီ။ အိမ်သူအိမ်သားများအိမ်မောကြနေခြင်းအမောင်ကိုအားကိုလျက်တစုံတယောက်ကအိမ်နောက်ဘက်ဘဲချန်စီတို့မနမိုးသောအလင်းရောက်တော့အမလီအထိတ်တလန့်អော်လိုက်တဲ့သမီးကြီးရဲ့အတန်းကြောင့်ဒေါ်အေးများတယောက်သမီးဘာဖြစ်လို့လဲဘာဖြစ်လို့လဲဟင်အမေဒီမှာလာကြည့်ပါဦးဒေါ်အေးမြသွားကြည့်တော့ဘဲတကောင်လေပင်ပြည့်၍တည်နေတာကိုတွေ့ရတယ်ဘဲမှာခေါင်းမရှိတဲ့အပြင်ဘိုင်ဟောင်းလောင်းနဲ့တည်နေခြင်းမင်းညခွေးဝင်ဆွဲသွားတာထင်တယ်သမီး ဘဲကြောင်ကိုတေချာပြန်ကာဖို့အကြီးကောင်လာရင်ပြောရမယ်။ဘဲတေကိုကိုဝင်းတို့ကိုပေးလိုက်။သူ့ဝိန်ကလေစရင်ကကိုဝင်းတို့အဖို့ဒီနေ့ပွဲတော်စားကဘဲသားဝင်ဖြစ်ပြီးတော့မယ်။တရက်နှစ်ရက်သုံးရက်ဇက်တိုင်းဆိုသလိုပုံစံတစ်မျိုးတည်းဘဲတွေတေးနေတာကြောင့်အမေဘဲတွေဘာဖြစ်လို့လဲမသိဘူး။အကောင်တကောင်ကောင်ဝင်ဆွဲနေတယ်ထင်တယ်။တားကြီးကဘာလို့ကျင်လို့တော့အကောင်ရောင်းပလိုက်တော့မယ်ဗျာ။အေးလေတားတဘောပဲ။ဒါဆိုလဲဘဲတိုင်နဲ့ချိန်လိုက်တော့မယ်အမေ။ ဆိုပြီးခြံထဲရှိသမျှဘဲတွေရောင်းလိုက်တော့တယ်။တဖြည်းဖြည်းနဲ့ဥတာတင်ရဲ့ခြံဝိုင်းထဲမှာရှိသမျှအပင်ငယ်တွေညှိုးရော်သေးဆုံးနေကြတယ်။အားလုံးကလည်းအမှုမဲ့အမတ်မဲ့ဟင်၊ကျမကြီးတည်နေပါလား။သူကလေးတွေတနာစရာဟဲ့။နောက်ဆုံးကြံနေတဲ့ကျမကြီးလည်းမရှိတော့ထိုစဉ်တိမ်မဲတို့ကနေမင်းအားအုပ်ဆိုင်လိုက်တာကြောင့်နေကင်းကြောင်တောင်မှောင်မဲသွားပြီးဥတာတင်ရဲ့ချောင်းဟန်တန်းနဲ့အတူ ဒါဆိုငါတို့ဂျန်နေကအကောင်လေးကုန်ပြီပေါ့ဟုတ်တယ်ဖေကုန်ပြီအေးကောင်းရောပေါ့ကွာလှဲထွက်သွားတဲ့ဥသာတင်ရဲ့ဇကားကိုနားမလဲတဲ့တားဖြစ်သူမှခေါင်းကုပ်ရဂျန်နေခဲ့တယ်။သူနဲ့ရွာထဲမှာကြက်ပဲများတနေ့တကောင်တခါတလေနှစ်ကောင်နှုံးနဲ့သေဆုံးနေကြတဲ့ဖြစ်ရွာသားများစုဝေးတိုင်ပင်ကြတော့တယ်။ဒါမရိုးသားဘူးဗျ။မင်းကဘာတင်လို့လဲချက်ကြီးမသိဘူးလေကွာငါမှမမြင်ရတာ။ဒါဆိုရွာထဲမှာတညငါးယောက်နှုံးနဲ့ ကင်းဆောင်ကြမယ်။အေးအဲ့ကြံကောင်းတယ်။ဒီညအစမယ်ဟဲ့။ညအတွက်စီစဉ်စရာရှိတာတွေစီစဉ်ပြီးကင်းလဲကြတဲ့ကာလာသားတစ်တိုက်မှာည7နာရီကျော်တာနဲ့အိမ်ငိုက်လာကြတော့တယ်။ကင်းသမားများအိမ်ငိုက်တာနဲ့တပြိုင်နက်မဲမဲတရံတစ်ခုကကိုလာအေးရဲ့ခြောင်ဝိုင်းထဲသို့လှမ်းဝင်သွားတာကိုကင်းသမားတွေသာသိခဲ့ပါရင်အမလေးလာကြပါဦးတော့။နနခင်းနဲ့အတူကိုလာအေးမိမရဲ့အုံကိုတန်ကြီးကြောင့် ငါသားလေးကိုခမဲပေးထားတဲ့နွားပေါက်လေဟာဟုတ်တယ်ဟာလေဘေးမှာအပေါက်ကြီးနဲ့ပြီးတော့နွားပေါက်လေးရဲ့ဘိုက်ပွင့်ကအထက်ရကလီစာတွေမရှိပဲသေဆုံးနေခြင်းပဲနွားတွေနဲ့ပတ်သက်၍ရွာထဲမှာလည်းအော်အောင်းနေ ਉ ဖြစ်လို့တ냐ကိုဖိုးတုတ်အခင်းသွားရင်အောက်ဆင်းလာစဉ်ခြံတောင်၌လူတွေ့၍တကိုးထင်ပြီးစင်ဟိုးနာပြေးကပ်လိုက်တယ်ထိုလူကကိုဖိုးတုတ်ခြံထဲမှာအကောင်တကောင်ကိုဆွဲ၍ထွက်လာပြီးလေဘေးကိုကိုက်ဖောက်လိုက်တယ် ခဏကြာတော့ဘိုင်အတွင်းတို့လမ်းလိုက်ကကလီစာတွေကိုစားနေတယ်။ထုံမြင့်ခွေးကိုကြည့်နေတဲ့ကိုဖိုးတုံမှစက်သိန်းများတပြဲပြဲထား၍တုံနေတယ်။အတန်ကြာတော့မှောင်ရိပ်ထဲမှ ထွက်လာတဲ့လူကကိုဖိုးတုံပုံနေတဲ့စင်အိုးဘက်သို့လှဲ့ကြည့်ရ။လရောင်နဲ့မြင်လိုက်ရတဲ့မျက်နှာကြောင့်ကိုဖိုးတုံမှမျက်လုံးများအစမတန်ပြူးထွက်လာလေတော့တယ်။နောက်တနေ့ရွာထဲမှာဟိုတစုဒီတစုနဲ့ကိုဖိုးတုံတွေးလိုက်ရတဲ့အကြောင်းကိုပြောဆိုနေကြတော့တယ်။ ဥဒါတင်ဖို့ဝင်နေတဲ့တင်၍ရွာသားများကဥဒါတင်ရဲ့အိယာအောက်သို့ဩဇာညွှန်များသွားထဲကြတော့လဲဘာမှမထူးခုံဖနဲ့အပြက်ကိုကရင်အောက်သို့တိတ်တဆိတ်သွားထားကြတော့လဲဘာမှမထူးချင်းညအချိန်ရောက်ရင်မိသားစုလိုက်ခြံထဲဆင်း၍ညနေတဲ့အထိကင်းဆောင်နေကြသဖြင့်သုံးရကြများဘာကောင်းမှမပြောင်းဆုံးတော့တာကိုရွာသားများဝမ်းသာနေကြတယ်။ဤရချက်က၎င်းရွာအတွင်းသို့ကကြမာစုကြားရောက်တော့မှရွာသူရွာသားများသိခဲ့ပါရင်ဟဲ့နော် တဲဒီနွားရောင်မင်းသားရွာလမ်းဘေးမှာဖြတ်မောင်းနေတဲ့လဲပေါ်မှာလဲမောင်းသူရဲ့နောက်မှာအသက်60ကျော်အရွယ်အဖိုးကိုတဝူးထိုင်၍လိုက်ပါလာတယ်။ရွာထိပ်ကိုကိုပင်အောက်အရောက်တွင် အဖိုးကခဏလေးလဲရလိုက်လူလေးဟုတ်ကဲ့အဖအဖိုးကရွာထဲသို့စူးစိုက်ကြည့်ကနှာခေါင်းတရှုံရှုံလုံနေလေတယ်။လူလေးရွာထဲမောင်းစမ်းကွာဖုံးကြီးကြောင်းကိုသွားဟုတ်ကဲ့အဖရွာထဲသို့လဲမောင်းဝင်သွားစဉ်ဦးသာတင်ရဲ့ဝိုင်းရှိအရောက် အဖိုးအမဇက်ကနေဖြစ်သွားတယ်။ဖះဖះကဲနိုင်ကောင်းပါသေးရဲ့။လူလေးကြောင်းကိုမြဲမြဲမောင်းစားပါကွယ်။အရေးကြီးနေပြီကွယ်။လူလေးလည်းကုတူရတာပေါ့ကွယ်။ဟိုရှိရဖုန်ကြီးကြောင်းမဲအဘရေ။အေးကွယ်တော်တော်လေး။ကြောင်းတို့ရောက်တော့ဖះဦးကဇရာတော်ဦးချပြီးနောက်ဇရာတော်ကဒကာကြီးကဘသူတော်ကွယ်။မှန်မခုနှစ်ရက်သားသမီးတွေကိုစေးကူးတာနေသူပါဖះ။အခုလဲဟိုဘက်ရွာမှာစေးကူးလာရင်နဲ့ ဒီရွာမှာအကြောင်းကိစ္စမြင်လို့ဝင်လာရတာပါဖေ။အော်အေးအေးဒါနဲ့အကြောင်းထူးရှိလို့လားကွ။မှန်မမကြခင်ဒီရွာမှာကတ်ဆိုးတစ်ခုကြားရောက်တော့မှကိုသိနေတဲ့အတွက်ရောက်လာရပါတယ်ဖေ။ဟေးအရှင်ဖေရွာလေးရရေနံကြီးတုတ်ထားတဲ့အိမ်မေးရသူတွေနဲ့เจ้ามาတွေ့ကြမှာတယောက်ယောက်နဲ့အခေါ်လွတ်ပေးပါလားဖေ။အေးကွဟဲ့တာဝဖေ။ဥတာတင်ရဲ့မိမတက္ကမကြီးကိုခေါ်လာခဲ့ကွ။မှန်ပါဖေ။ ိုတာဝထွက်သွားပြီးအတန်ငယ်ကြာတော့ကျောင်းသူကိုတာဝနဲ့အတူမိမကြီးတယောက်ပါလာလေတယ်။ဒီမဲညမငယ်မင်းတို့အိမ်မှာလူမမများရှိသလားကွ။မရှိပါဘူးဦးလေး။ဟင်။အင်းငါထင်တာလွဲခဲပါနဲ့။ဦးလေးငါတူမတို့အိမ်ခဏလိုက်ကြည့်လို့ရမလားကွ။ဟာကြောက်ပါဦးလေးရဲ့။ကဲဒါဖြင့်သွားစို့။တပည့်တော်ပြန်လာပါမယ်ဖေဟာ။အေးကောင်းပါပြီတကကြီး။ဆရာကြီးအိမ်ရှိရောက်တော့မင်းမြဖေဟာလူတွေခေါ်လာတာတော့ ကျုပ်ပဲကိစ္စလေးစကားပြောချင်လို့ပါမောင်ရင်อืมပြောပြီးရင်ပြန်ဆရာကြီးလည်းပဲကိစ္စအကြောင်းနည်းနည်းပါပါပြောရင်ဥသာတင်းကိုအကဲခံနေတယ်တောင်းနေတော့ကဲပြန်အောင်မယ်ဒါနဲ့တူမကြီးခဏလိုက်ခဲ့ပါအောင်ကြောင်းရောက်တော့ငါတူမကြီးယောက်ျားဖုတ်ဝင်နေတာကွဖုတ်တောင်ရိုးရိုးဖုတ်မဟုတ်ဘူးတရွာလုံးကိုဒုက္ခပေးမဲ့ဖုတ်ရှင်တူမကြီးဘက်ကရွာအတွက်စဉ်းစားပြီးထုတ်ခွင့်ပေးနိုင်မလားကွဟင်ဆရာကြီးကူညီပါကောင်းပြီ ကရေကရှင်ကခွင်းပြူပြီဆိုမှတော့တတိကောင်းနဲ့ရွာသားလေးယောက်လိုချင်တယ်မောင်ရင်ဘာမှကြောက်စရာမလိုဘူးအဖရှိရရတယ်ပါခနာဆောင်ပါတာဝရဲ့ချက်ကြီးရကိုတင်ရမျိုးတင်ရလေးယောက်အပြင်တခြားရွာသားတွေပါကြောင်ရောက်လာတော့ဆရာကြီးကဒီလိုကအစီစဉ်ကကဲဟိကုညီနိုင်ကြမလားကုညီနိုင်ပါတယ်ပါအေးဒါဆိုလဲအခုလေကကြိုတင်ပြီးလိုအပ်တာစုဆောင်းထားကြဟုတ်ပြီလားပြန်ကြတော့ပြန်ကြတော့ နောက်တနေ့ကာလာသားတသရွာတုတ်တံမှာတစုံတရာကိုအာတုံခေါ်ဆိုင်လုံနေကြတယ်။မနှက်စင်နာကြီးခန့်မှာ အဖိုးအမတာဝါတို့အားလူလေးတို့အဘအချက်ပြမှစားကြနော်။ဟုတ်ကဲ့ပါ။ကဲဒါဖြင့်သွားကြစို့။ကိုတာဝါတို့လူစုဥတာတဲ့ခြံဝိုင်းရှိအယောက်မှာအိမ်ထဲမှာဟာဟာဟာမလောက်လေးမလောက်စားနဲ့ငါစီလာကြတာကိုအိမ်မော်တို့တက်လာတဲ့အဖိုးကမင်းအကြောင်းမင်းသိတယ်ဆိုရင် စကားတော်မဆုံးသေး စမ်းကြည့်လေငါဘာကောင်မှတ်လို့တော့ထိုစဉ်ချောင်းဝိုင်းထဲသို့ကြွားသားများအခေါင်တလုံးထမ်း၍ဝင်လာကြတယ်ဖုတ်ထုတ်တာကိုတည်ကျင်တဲ့ကြွားသားများလည်းလိုက်ပါလာသဖြင့်ခဏအတွင်းခြံထဲ၌လူပြေသွားပြီးခြံပြင်သို့ပါရှံထွက်နေတော့တယ်ဟာဟာဟာငါ့ကိုဘာမှတ်လို့တော့ကလေးမမဥတာတိန်ကထာအရက်အဖိုးမလက်ထောင်လိုက်ပြီးလူလေးတို့အချိန်ကြပြီ ကိုသားွားတို့လေးယောက်လဲသူတို့ယူလာကြတဲ့အရာများနဲ့စက်ကူကိုခွာချလိုက်ရာ ူပြူပြောင်ပြောင်နဲ့ရွှေထီးများထွက်လာလေတယ်။ရွှေထီးကိုမြင်လိုက်တာနဲ့တပြိုင်နက်မတည့်ရက်နေတဲ့ဥသာတဲမှာဂရင်မော်တို့ဖင်တိုင်ရဲ့လဲကြကားငြိမ်သွားလေတယ်။လူလေးတို့လေးယောက်ဂရင်တိုင်လေးတိုင်မှာတယောက်တည်းနေရစီနေရာယူကြဟေ။မင်းတို့လက်ဦးသွားတယ်။နောက်ထပ်လာပြင်းနေဆိုတရွာလုံးငါလက်ချက်မိပြီ။ကဲအပူကြီးပြောမနေနဲ့တော့မင်းလဲကိုမင်းသွားတော့ဖောက်ကောင်ရေ။လူလေးတို့ရွှေထီးကိုဖွင့်လိုက်ကြတော့ ကိုတော်ဝါတို့လေးယောက်ရွှေတီးတွေဖွင့်လိုက်တာနဲ့တပြိုင်နက်ခေါင်းမိုးမှာအပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီးဥတာတင်ရဲ့ခန္ဓာကိုယ်မှာပုံလဲကြကတက္ကနအတွင်အသားရည်များပြိုကျပြီးအရည်တွေပါတက်တောက်တောက်နဲ့ကြာလာလေတယ်မခံရနိုင်တဲ့အပုံနဲ့ညီကြောင့်တချို့မှာမူးဝေအော်အန်နေကြတယ်အလောင်းမှာကြိုင်မရတော့တဖြစ်ဂရင်ပေါ်မှာဖြာနေပင်မကယူလာတဲ့အခေါင်းထဲသို့ထည့်လိုက်ပြီးစီစဉ်ထားတဲ့အတိုင်းတင်းញိုင်းတို့ပို့က ချက်ချင်းပဲမိတကြိုးလိုက်တော့တယ်။မိသားစုများကငိုယိုရိပ်မဆုံးတော့အဖိုးအိုမကွန်းတရားထုတ်ဝါကကြွာသားများအားဥသာတင်းကိုမိတွယ်ကက်ရောက်နေတဲ့ကောင်က ရူးရူးဖုံးမဟုတ်ဘူးကွ။ရွှေထီးဆောင်ဖုံးလို့ခေါ်တဲ့ဖုတ်ပဲရင်မယ်။သူ့ကိုထုတ်ရင်ခေါင်းမိုးကပဲထွက်တတ်တယ်ကွ။အမြင့်စားဖုတ်ကောင်ပေါ့။နောက်လာပြင်းနေမှမထုတ်နိုင်ခဲ့ရင်တော့မင်းတို့တရွာလုံးမသားတွေဖြစ်ပြီ။ဟာကျွာသားတွေရဲ့တန်တော်အတန်ကြီးကတပြိုင်နက်တည်း ဖျားဖျားကန်တီလို့ပေါ့ဟိဥတာတင်ကလွန်ခဲ့တဲ့လေကားပေါ်ကပြုတ်ကြတဲ့ကတေသွားခဲ့ပြီ။ तू ကအဲ့အချိန်ဝင်ကက်နေတာ။အခုတော့အားလုံးပြီးသွားပါပြီ။ဖျားတရားမမေ့ကြနဲ့အဘကိုခွင့်ပြုကြပါအောင်။အဘခဏလေးအဘကိုကျေးဇူးဆက်ချင်လို့ပါ။ဥတာတင်ရဲ့မိသားစုကပြောတော့အဖိုးမမလိုပါဘူးကွယ်။တမားကုံကိုပူဇော်တဲ့အနေနဲ့စံတပြီနဲ့ငွေအစိတ်သာခရော့ပါလေ။တာဒုတာဒုတာဒု ကျမ်းမာချမ်းသာကြပါစေကွယ်။ရွာပြင်သို့ထွက်သွားတဲ့အဖိုးရဲ့နောက်ကျောကိုကြည့်ရင် ရွာသားများမှာဘေးဆိုမှกินလို့ရတဲ့ဖြင့်ဝမ်းသာနေကြလေတော့တယ်။ဒီနေ့မှစ၍ဤရွာလေးရဲ့နေသိကပျော်ရွှင်မှုများနဲ့တာယာနေတော့တယ်။ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ know.